ဘဲခူးတိုင်းတောင်ကုန်းနဲ့ထန်းတပင်တွင်စစ်တပ်စစ်ကြောင်းထိုးနေပါတယ်။မကြာသေးသည့်ဇွန်20ရက်နေ့ကဟိုကျွဲပွဲရွာတောင်ဘက်ဆက်တမိုင်ကွာရေရဝတီမြို့ရှိဘက်ရှိတခြားဆက်ယုံနဲ့မြို့တော်ဘက်စားကုန်းရှိ စစ်ကောင်စီစစ်စေးရေးဂိတ်ကိုခရုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကားတွေနဲ့တိုက်ခိုက်ထားပါသေးတယ်။တခြားဆက်ယုံလုံခြုံရေးကင်းအဖြစ်တာဝန်ယူထားသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလက်နက်ငယ်ဖြင့်တိုက်ခိုက်ခြင်းဖြစ်ပြီးမြို့တော်ဘက်စစ်စေးရေးဂိတ်ကိုတယုံဖြင့်တိုက်ခိုက်ခဲ့ကြောင်းဖြူပါကဟဟ ဇွန်လ12ရက်နေ့တွင်သတင်းထုတ်ပြန်ထားပါသည်။တကြားစစ်ရုံရှေ့ဘက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဆုတ်ခွာသွားသဖြင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များတုံးသည့်အင်စီကားနှင့်စီအာဖြူဘက်ကဖက်ကတိမ်းယူလိုက်ကြောင်းထုတ်ပြန်ချက်ရသိရပါသည်။ဘဲကူတိုင်းအရှေ့ပိုင်းတောင်ဝင်းနှင့်ထန်းတပင်မြို့နယ်တွင်ယမန်နှင့်ဇွန်ဆက်တဲ့မဆတင်ကစစ်တပ်ကစစ်ကြောင်းဖို့နေကြောင်းမြို့သားညီညွတ်ရေးအစိုးရ NUG ရဲ့အမှတ်နှစ်စစ်ဒေတာဖွဲ့မှူးဦးတင်ဦးကပြောပါရယ်တောင်ဝမြို့မှမြို့ရဲ့အနောက်ဘက်ဘဲခူးရုံးမှဆက်နေရများကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းသူကပြောပါတယ်။အင်းကိုဆက်မသွားခင်ကျွန်တော်တို့ရဲ့ YouTube Channel ကိုဆက်ခရိုက်လုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။ကျွန်တော်တို့အနေနဲ့ဗမ်းမလိုက်တဲ့သတင်းတွေကိုတိုက်ပွဲနေရာတွေနဲ့တကွနေတိုင်းဖော်ပြပေးနေတာကြောင့်ကြီးနေတဲ့ညီအကိုသားဗမ်းမလိုက်တဲ့သတင်းတွေကိုစိတ်နဲ့တက်တဲ့လူဆိုရင် နောင်တမရစေရဘူးကဲတိုက်ပွဲသတင်းကိုဆက်သွားရအောင်။စစ်ကြောင်းထိုးနေတဲ့အခြေအနေတွေတော့ရှိပါတယ်။မနေ့ကတည်းကစထိုးနေတာပါ။မြန်မာနိုင်ငံအလဲပိုင်းမြေလက်ဒေတာသတင်းများကိုဖော်ပြနေသည့်မြေလက်တန်သတင်းဌာနကလည်း တောင်ငွေနောက်ဖက်မကြီးပင်အင်းရွာတွင်ဒေတာကာကွယ်ရေးတပ်နှင့်စစ်ကောင်စီတပ်တိုက်ပွဲဖြစ်နေကြောင်းဇွန်လ၁၀ရက်နေ့တွင်ရေးသားထားပါသည်မကြီးပင်အင်းရွာသည်တောင်ဝူလီတပ်စခန်းဌာနချုပ်၏အနောက်ဘက်၈မိုင်ကျော်ကွာဘဲခူးရိုးမှအဆက်တွင်တည်ရှိပါသည်စစ်တပ်ကအင်အားတရာကျော်ဖြင့်စစ်ကြောင်းထိုးလာသောကြောင့်တိုက်ပွဲဖြစ်နေကြောင်းစစ်တပ်ကဒဲအိမ်တို့ကိုမိရှို့နေကြောင်းမြေလက်တန်တရင်ရတည်ရပါသည်စစ်တောင်းမြေအရှိပကန်းရှိထန်းတပင်မြို့နယ်တွင်မူစစ်တပ်ကထန်းတပင်မြို့နယ်မြို့ဆိုးကြီးရောင်ကျင်ကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းအမတ်နှင့်စစ်ဒေတာကွဲရှိဗီဒုကာကွယ်ရေးတက်မတော့ PDF နှင့်နှိဆက်သောတရင်မြစ်တို့ကပြောပါတယ်မြို့ဆိုးရွာသည်ထန်းတပင်မြို့တော်ဘက်ဆယ်တမိုင်ကွာစစ်တောင်းမြစ်အရှိဘကန်းတွင်တည်ရှိပါတယ်မြို့ဆိုးရွာနောက်ဘက် နှစ်မိုင်ကွာတွင်ကျွဲပွဲကြီးရွာရှိပြီးရန်ကုန်မန္တလေးအမတ်နှင့်ကားလန်းနှင့်ယထာလန်းသည်ထိုးရွာကိုဖျက်တမ်းသွားပါတယ်မြို့ဆိုးရွာနီးတွင်တောင်ငူခရိုင် PDF 393နှင့်တည်ရင်နှင့်စစ်တပ်တိုက်ပွဲဖြစ်နေပြီးစစ်တပ်ဘက်ကတယုံလက်နက်ကြီးဖြင့်ပစ်ကူပေးနေကြောင်း PDN နဲ့နှိစက်သောတရင်မြစ်တအူးကပြောပါရယ်